အားလုံးမင်္ဂလာပါမယ်နယူးချန်နယ်ကလည်းအားလုံးကြိုဆိုပါရစေဆိုတော့မက်ချက်ဆောင်တနေ့တည်းတိုက်စစ်ကစားသမားမတည်းရဲ့ကိုညာပေါ့ဗျာလေကျင်းကဲအစီအစဉ်တစ်ခုမှအသေးစားထိခိုက်မှုဖြစ်တာကြီးဆိုပြီးတော့မရင်းညာကလည်းကျွန်တော်တို့ပို့လို့ဖော်ပြလာပါတယ်ဆိုတော့ကစားသမားဖြစ်သူရဲ့တန်ရာအချိန်ကနောက်ထပ်တစ်ချိန်ဖြစ်ပေါ်လာပါပြီကျွန်တော်တို့ပြည်သက်တွေအတွက်တကယ့်ကိုကြိုဆိုတကူဖြစ်ပါတယ်ဆိုတော့ဆွေးနွေးတော့ရပါဗျာကစားသမားဖြစ်သူကဘလောက်တိတန်ရာပြည့်တယ်မှုရှိမလို့ဆိုတာအားလုံးမင်္ဂလာပါစာသမားတွေအားလုံးမင်္ဂလာပါ တကယ်တမ်းတွေ့ကြရလို့ချင်းကျွန်တော်တို့ပရိသတ်တွေအတွက်အတင်းအတွက်မင်္ဂလာရှိတဲ့တထင်းတဖို့တော့မဟုတ်ပါဘူး။ဘာဖြစ်လို့ဆိုတော့လက်ရှိပေါ့ဗျာလာမစ်အေဘရန်နဲ့ပွေးစဉ်ကိုလွှဲချော်ဖို့ကစားသမား၂ယောက်၃ယောက်လောက်ရှိပါတယ်။ဘေဂျမိုဆစကိုတို့နောက်ခံလူဟယ်ရီမကွဲရတော့ပြီးလို့ချင်းကိုယူမိုင်နူးနောင်လီဂကစားသမားအနေနဲ့ပထမပိုင်းမှာပွေးထွက်လာဖို့ရှင်နေမရှိသေးဘူးပြီးလို့ရှိရင်နောက်ကဲလို့ကျွန်တော်လီဆယ်တို့မှာနေနေဆိုရင်လည်းဒုတိယပိုင်းမှာများပြန်ပါလာမလားမသိဘူးဒီလိုအခြေအနေတစ်ခုမှာအခုမနေ냐ထွက်ပေါ်ခဲ့တဲ့ပိုးပေါ့ဗျာ ကိုညာကကျွန်တော်လေ့ကျင့်ခဲ့အစီအစဉ်တစ်ခုမှာအသေးစားထိခိုက်မှုကျွန်တော်ရှိခဲ့တယ်အဲ့ဒီတန်ရာကြောင့်သူတို့ရဲ့ပါတီပေါ့ဗျာခရစ်စမတ်ပါတီပွဲကိုတန်ရောနေခြင်းမရှိခဲ့ဘူးဒါအပြင်ကိုညာရဲ့တန်ရာအခြေအနေကိုအသေးစိတ်ကျွန်တော်ဖော်ပြထားခြင်းမရှိသေးဘူးဆိုပြီးတော့ report ကျွန်တော်လုပ်လာခဲ့ပါတယ်ဆရာတော်ပြီကိုဒီမှာအဓိကအပြည့်အစ်ဒီတိုက်စစ်ပိုင်းမှာအရင်အတွက်ကစားသမားမရှိပါဘူးဆိုမှထက်မဲ့ပြီးတော့မတည့်ရဲ့ကိုညာကအင်ဂျူရီဖြစ်တော့ခဲ့ပြီ ကစားသမားဖြစ်သူကဘယ်လောက်ထိနားရမလဲပြီးလို့ချင်းသူရဲ့တန်ရာခြင်းတွေကဘယ်လောက်ထိပြည့်တယ်မှုရှိမလဲဆိုတာကိုကျွန်တော်တို့တိတိကျကျအသိအော်ဖြေကနေကြီးညာလာခြင်းမရှိသေးဘူးတိုးတော်လည်းပဲဒေဂျာပေါင်းဧပြီနဲ့ပွေးစဉ်ကိုတော့ပထမပိုင်းမှာပါဝင်ဖို့ကျွန်တော်တို့မထင်တော့ဘူးသင်အတွက်ဒီတန်ရာကတကယ့်ကိုဂျူဆိုးတစ်ခုဝင်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်တကယ်လို့မတည့်ရကွန်ရပထမပိုင်းမှာမပါဝင်ဘူးဒုတိယပိုင်းမှာပါဝင်ပြီဆိုရင်တော့ပထမပိုင်းအနေထားမှာအဲ့ဒီတိုက်စီးပိုင်းမှာဘယ်သူတွေပွေးထုတ်လာမလဲ အမှုရဲ့အနေနဲ့ကျူစွာစီစီကိကိုမဖြစ်မနေအသွင်ပြွာတော်မဲအနေဒါတခုရှိနေပါပြီတကယ်လို့ကျူစွာစီစီကိပြွေးထုတ်လာပြီဆိုရင်ဒါပေတဲရုံကိုကြည့်လို့ရှိကျွန်တော်ဘရူနိုဖာနေတဲ့ပါမလားသူတို့မော်လို့ချင်းမေဆယ်မောက်ပါဝင်လာမလားဆိုတော့တကယ်လို့ဘရူနိုဖာနေတဲ့ကနေပေတဲရုံဆိုရင်ကွင်းလင်မှာဘလို့ဖြစ်လာမလဲပထရိတ်ဒူကိုရဲ့ပြလို့ချင်းကျွန်တော်ကိုဗီမိုင်နုကက်ဆီမေရိုအာမက်ဒီယောလို့ဒီလိုမျိုးဖြစ်မလားကျွန်တော်တို့ကပါဗျာဒီကိုဗီမိုင်နုနဲ့ပတ်သက်ပြီးတော့ပြောလို့ချင်းတော့တကယ်တဲ့ ဒီကစားသမားလေးကအသေးအတွက်အရေးကြီးပါလေလိုအပ်တဲ့ပွေးစဉ်တိုင်းလိုအပ်တဲ့အခြေအနေတခုမှာဒီလူငယ်ကစားသမားလေးတွေကယူနေတဲ့အသင်းတွေကိုအမေကန်လုပြခေပြီးတော့အခုတက်တည်တဲ့လုပြနေစေဖြစ်တယ်တိုးတော်လေးပဲဒီလိုမျိုးတည်းပြဿနာကြုံနေတဲ့အနေအထားတခုမှာကိုဗီမိုင်းနှုတ်ကိုအသုံးပြလာပါမလားဘရူနိုဗန်နဲ့နေပတဲနှုတ်ကိုတော်ပြီဆိုရင်အဲ့ဒီကွင်းလေးမှာအာဥဂါတိလေးဖြစ်ခြင်းဖြစ်နိုင်တယ်ဟုတ်တယ်မလားတူတူမို့လို့ချင်း နေဗတန်တို့ကိုဘရူနိုဗာနဲကိုမပိုးပေးနဲ့ကွင်းလီမှာထားပြီးတော့မစ်ဆန်မောင်းနဲ့ဘရိုင်အန်အမ်မိုဒီလိုမျိုးဖြစ်မလားဒီလိုမျိုးလို့ချင်းဘရိုင်အန်အမ်မိုကိုအထောင်မှာပို့ပြီးတော့အဲ့ဒီနေဗတန်တို့နှစ်ယောက်မှာမစ်ဆန်မောင်းတူတူပို့လို့ချင်းဘရူနိုဗာနဲနဲ့ဒီလိုမျိုးတွေးဆမလားဒါမှမဟုတ်လို့ချင်းအာမက်ဒီယာလို့ဒီလိုမျိုးဖြစ်မလားကျွန်တော်တို့မှာကလက်တလုံးဖြည့်ရှင်လို့ရတဲ့ကစားသမားတွေရှိတယ်ဆိုပေမဲ့လို့အဲ့ဒီကစားသမားတွေကိုနီးပြားကလုံးဝယုံကြည်မှုမရှိဘူးအတုံးမပြုတ်ရှင်နေ အနေထားမှာကျွန်တော်တွေ့ရတဲ့အတွက်လူရောက်ကန်ရတော်တော်ခက်ပါတယ်ဒီအတွက်ကိုပေါ့ဗျာလက်ရှိဒံယာပြဿနာကတပူးပေါ်နပူးစင်းဖြစ်တော့ပြီပထမကျွန်တော်ဗစမုံဆဆုကတလာနေနေနားမယ်ဟရီမကွာရကတေချာပေါ့အေဗရနဲ့ပွေးစဉ်ကိုလွှဲမယ်ကိုဝီမိုင်နုကတော့ဒီနေ့ပွေးစဉ်မှာပါဝင်လာဖို့ရှိတယ်ဆိုပေမဲ့လို့အရင်မှာပါဝင်လာမလားသူတို့မို့လို့ရှိအဓိကပထမပိုင်းမှာပါဝင်လာမလားဒါအပြင်ကျွန်တော်တို့နောက်ခဲ့လို့လီဆန်တိုမာတီနဲ့ ဒီကစားသမားကယူနိုက်တက်အသင်းနဲ့အမေရိကန်ဆုံးပွေးထောဖို့ထိုက်တန်နေတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့သူရဲ့ကြံရကအမေရိကန်ကောင်းနေပြီးကြက်ခိုင်မှုတဲ့ physically ဘိုင်းမှာဆိုရင်တိုးတက်လာပြီးတော့ယူနိုက်တက်အသင်းနဲ့ Everton နဲ့ပွေးစုကို အမေရိကန်ဆုံးပါဝင်လာလို့ရတဲ့ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။တိုးတော်လည်းပဲအဲ့ဒီနောက်ခံဆန်တဲ့ဘက်မှာလူရော့ထဲမှာပြီးတော့ပွေးထောက်လာမလား။ဒါကျွန်တော်တို့စဉ်းစားကြရတဲ့ဖြစ်တဲ့ဒါပဲလို့ ။အဲမိုရယ်အတွက်ကတော့ဒီတန်ရန်ပြဿနာကတကယ့်ကိုခေါင်းစားစရာဖြစ်တဲ့မန်ချက်စတာအုံနဲ့အသင်းအတွက်လာမေးပွေးစဉ်တွေကအမက်တီအမေရိကန်လူအဲ့နေပါလေဆိုတဲ့အနေထားမှာထင်မှန်ပြီးတော့အရေးကြီးတဲ့ကစားသမားတယောက်ကတန်ရန်ပြဿနာကြုံခဲ့ရပြီ။ကျွန်တော်တခုစိတ်ပူတာက15ရက်ရပေါင်း20ဒလာအဲ့လိုမျိုးဒီနားရမယ်ဖြစ်တော့ခင်မင်းဆိုရင်ကျွန်တော်တို့အသင်းအတွက်တကယ့်ကိုယူကျုံးမြတ်ဖြစ်မှာပါ။မနေ့ကကျွန်တော်တို့ပွေးစဉ်မှာဆိုရင်ပေါ့ဗျာ မက်ဆီဒီတို့ရှုံးတယ်လီဗာပူးတို့ရှုံးတယ်ဒီလိုအသင်းကြီးတော်တော်များများရှုံးနေတဲ့အနေအထားတို့မှာကိုအသင်းကမနေ့ပြန်ကစားပေးပွဲစီမှာအနိုင်သုံးမဲ့ကိုရဖို့လိုတဲ့ဘာဖြစ်လို့လဲဆိုတော့အောက်ကအသင်းတွေနဲ့လည်းအမက်တွေမကော်ပါဘူးအပေါ်ကအသင်းတွေနဲ့နှမဲ့သုံးမဲ့လေးမဲ့အဲ့လိုမျိုးကော်တယ်ကိုရင်ကဒီအင်ပါတန်နဲ့ပွဲစီမှာနိုင်တင်တဲ့ပွဲစီတခုလို့ကျွန်တော်ကတော့မြင်တယ်ကိုရင်အော့ထရက်ပေါ်မှာဖြစ်တဲ့အတွက်ပြီးကလေးလေးပွဲမှာဆိုရင်လည်းတဲ့အသင်းကနှစ်ပွဲနိုင်ပြီးတော့နှစ်ပွဲတည်ရကြတာတယ် ဒါကအသင်းအတွင်းအမနယ်ကောင်းတဲ့အခြေအနေတခုတိုးတော်ညာလဲလက်ရှိကျွန်တော်အသင်းမှာအဓိကကစားသမားတွေအင်ဂျီပြဿနာဒဏ်ရာအခြေအနေကြောင့်အနာပေးရဖို့ရှိတဲ့အတွက်သူတို့ရဲ့အေဗီဒန်တိုက်စီပိုင်းကွင်းလေပိုင်းနှုတ်တန်းပိုင်းဒီလီမော့အဖက်ဘက်က ကောင်းနေတဲ့အသင်းအရင်ဒီမှာလဲအင်အား တောင့်နေတဲ့အသင်းတစ်သင်းကိုကိုတွေကလူမစုံတဲ့အနေအထားတခုနဲ့ဖျက်တမ်းရမှာကတကယ့်ကို ultra ball အတွက်ကတော့မလေးကူပါဘူးဒီတင်းကကျွန်တော်တို့ပြည်သက်တွေတဲ့တကယ့်ကို ဒီစိတ်မကောင်းစရာတည်င်းအပြင်ဒီအမင်္ဂလာတည်င်းတစ်ပုဒ်ဖြစ်တယ်ဆိုတော့ညီတို့ရဲ့မတည့်ရဲ့ကိုညာရဲ့တရားရှင်တွေပဲတက်ပြီးတော့ညီတို့ဘလို့ဒီမကြိုက်ကြည့်လေကျွန်တော်တို့မှဒီကိုညာတို့ဆိုတော့ကနေပဲတဲတို့မှအမေကန်လို့ပြနေတယ်အန်ဘူမိုတို့ဆိုတာကလုံးဝကိုအပြည့်အနာစာမရှိဘဲနဲ့ကိုတွေတွင်းနေတယ်ဘလို့ချင်းအသေးအတွက်မရှိမဖြစ်ကစားသမားတွေဖြစ်တယ်ဆိုတော့ တကယ်ကောင်းလာပါကြီးဆိုတဲ့ကစားသမားတွေကအဲ့ဒီလေ့ကျင့်ခဲ့အစီအစဉ်တွေမှာပဲတရားပဒနာကြုံတယ်ဒါဘလို့ဖြစ်တာလဲတော့ကျွန်တော်တို့လည်းမသိတော့ဘူးလေ့ကျင့်ခဲ့မှာတယောက်နဲ့တယောက်ဟိုရိုက်နေကြသလားတယောက်နဲ့တယောက်ကဲနေကြသလားဘောလုံးအဲ့လိုမျိုးလေ့ကျင့်ခဲ့မလို့ပြင်းနေစဉ်းစားကြတာတော်တော်ဖြစ်နေပါပြီစားသမားတို့ရေဆိုတော့ဒါကပေါ့ဗျာမင်းကြီးကလည်းကျွန်တော်တို့ပို့ထွက်ပေါ်လာတော့ပေါ့ မတိယကွန်ညာအနေနဲ့လီချေကဲအစီအစဉ်တစ်ခုမှတေးဆက်တိကျမှုရှိခဲ့တယ်။အဲ့ဒီတန်အောင်သူတို့ရဲ့ခရစ်စမတ်ပါတီဝေးကလေးတောင်နိုင်ခြင်းမရှိခဲ့ဘူး။ပြီးလို့ချင်းတေးဆိုင်လုံးဝကျွန်တော်တို့ဖော်ပြထားခြင်းမရှိဘူးဆိုတော့ဘယ်လောက်ထိကျွန်တော်ဖြစ်နေပြီလဲ။ဘယ်လောက်တိုက်တိုက်နေနားမလဲ။ဘယ်နှပွေးလို့ကျွန်တော်တို့လွေးချော်မလဲ။တေးကြာကတခုကတော့ဧပြီနဲ့ပွေးစဉ်ကိုဒုတိယပိုင်းလောက်မှာပဲကစားသမားဖြစ်သူကတကယ်တမ်းဒီအလောက်ထိမပြင်းထန်ဘူးဆိုရင်တော့ဒုတိယပိုင်းလေးစဉ်ကမှဒီမှာကျွန်တော်မီဒီယာဝေးရှိနေတယ်။ပထမပိုင်းကတော့ဒီအနေထားဆိုရင်တော့ မထင်တော့ပါဘူးစာသမားတို့ရေဆိုတော့ညီကိုတို့မြင်လေးတွေဆွေးနွေးပေးကြပါအောင်မင်းညာကကျွန်တော်ပွေးကြွတုံးတဲ့ချက်ဗီဒီယိုဒီနေစာသမားတို့ရေနောက်ကြခဲ့ပါတယ်စစ်တင်နိုင်ညီညီလောက်မှကျွန်တော်တို့ဗီဒီယိုတင်ဖြစ်ပါတယ်ဒါကလည်းပဲ internet line အခက်အခဲဖြစ်နေတဲ့အတွက် internet line ကျွန်တော်တို့အဆင်မပြေမှုရှိခဲ့တဲ့အတွက်ဗီဒီယိုဒီနေနောက်ကြတော့ပါတယ် တော့အဲ့ဒီပွေးကြွတူတဲ့ချက်ဗီဒီယိုကိုညီကတို့ကြည့်မိဆိုရင်ပေါ့ဗျာကျွန်တော်ရဲ့ main YouTube channel မှာတင်ပေးတတ်တာဖြစ်ပါတယ်မတိရကွန်ညာရဲ့တန်ရာအချင်းနောက်ဆုံးဘလိုလာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဗျာအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလိုပါပဲနောက်ထပ်လည်းညီနေတဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိရင်ကြိုးစားပြီးတော့ဒီဆက်ပေးပါမယ်အားလုံးပဲ okay ပါ